အားလုံးပဲမင်္ဂလာပါခင်ဗျာကျော်ဟိန် YouTube Channel ကကြိုဆိုလိုက်ပါတယ်စက္ကလီကတော့ဩဇာကြီးမားတဲ့လူတွေအတွက်အရေးကြီးတဲ့အမှုတွေကိုကင်သွယ်ပေးတဲ့နမည်ကြီးအကြံပေးရုံးနဲ့စတင်ထားပါရင်ရုံးရဲ့အကြီးအကဲကတီအိုဒေါ်တက်တီမိုရက်တိုဖြစ်ပြီးသူရဲ့အမှုတဲဝေကိုလိမ့်လေပြီးတော့သူတို့ရဲ့တန်ဖိုးရှိတဲ့ပြည်စည်းဝေကိုယူထားလို့ဥပဒေအရဒုက္ခရောက်နေခဲ့ပါရင်ဒီလိုနဲ့တနေ့မှာတော့သူအိမ်ပြန်ဖို့အတွက်ကားမောင်းနေတဲ့အချိန်သူရဲ့ကားပောက်ကွဲသွားခဲ့ပေမဲ့အသက်မသိပဲလွတ်မြောက်သွားခဲ့ပါရင် ့အတွက်အခြေအနေမှာကောင်းမှုစွာကိုတိလိုက်တာနဲ့အချင်းထောင်တဲမှာအကာအကွယ်ရအောင်ရဲကိုအဖမ်းခံဖို့ဆုံးဖြတ်လိုက်ပါရင်းအဖမ်းခံလိုက်ရတာနဲ့လူတူကင်းမဲ့တဲ့တောထဲကအိမ်တလုံးစီခေါ်တွားလိုက်ကြပါရင်း ် FBI ကလည်းသူ့ရဲ့အနောက်ကိုလိုက်နေခဲ့ပြီးတော့သူတို့နဲ့ရဲဝေးအကြပစ်ခတ်မှုတွေဖြစ်ခဲ့ပါပြီးမိုရက်တိုကဒီဗျံမတာကိုအခွင့်ကောင်းယူပြီးတော့ရဲကားတစ်စီးနဲ့ထွက်ပြေးခဲ့ပေမဲ့ဓာတ်စီကုန်သွားတဲ့အတွက်မြို့ထဲကိုရှေ့လင်းလမ်းလျှောက်ခဲ့ပါပြီးကာစီနိုကိုနီးလာတာနဲ့ရဲဝေးကအခြေအနေကိုပြန်လည်ထိန်းသိမ်းဖို့အတွက်အလင်းအမြန်လာနေတဲ့ရှုပ်ထွေးတဲ့မြင်ကွင်းကိုတူတွေ့လျက်ရပါပြီးမိုရက်တိုကထောင်ထဲကိုမရောက်အောင်ရှောင်နေတော့မှပဲ တာဝန်ထမ်းဆောင်နေတဲ့ဘယ်လာဝီဘယ်ယမ်ဆွဲအမျိုးသမီးရဲအရာရှိတအူးကိုတမင်တက်တက်တိုက်ခိုက်လဲပါရင်းဒါကြောင့်သူ့ကိုဖမ်းလိုက်ကြပါရင်းရုတ်တရက်အဝေးကနေလူတစ်ယောက်ကမိုရက်တိုကိုသူ့ရဲ့ပြစ်မှတ်အနေနဲ့စစ်စစ်ဆန်စောင့်ကြည့်နေခဲ့ပါရင်းအဲဒီနောက်ပိုင်းကင်းလဲရဲအရာရှိတွေကရောဘတ်ကီဘော့ဘစ်ဒီလို့ခေါ်တဲ့အရက်မူးနေခဲ့တဲ့လူတစ်ယောက်မောင်းလာတဲ့ကားနဲ့တိုက်မိလူနီပါဖြစ်သွားခဲ့ပါရင်းဒါကြောင့်ပဲဘစ်ဒီကိုဖမ်းပြီးတော့လုံခြုံရေးအတွက်ရဲစခန်းစီခေါ်သွားကြပါရင်းရဲဝေကဘစ်ဒီကိုရှာပွေတဲ့အခါမှာသူ့ရဲ့အသက်တီခံကပ်ပြားဘာမှကိုမတွေ့ရပါဘူးသူ့ရဲ့ကြာက ကင်အင်ဂျီအထဲမှာဆိုရင်တော့အင်ဆူလင်ကိရိယာတစ်ခုပဲတွေ့ရပါရင်အဲ့ဒီအရာကိုတင်းထားလိုက်ကြပါရင်ရှာဖွေပြီးတာနဲ့ဗစ်တစ်ကိုလူအများအကြားမှာဒုက္ခပေးလို့ဖန်လာတဲ့အရင်မူးနေခဲ့တဲ့တခြားလူနဲ့အတူတူအခန်းထဲမှာထည့်ထားလိုက်ပါရင်ရဲဝေအခန်းထဲကနေထွက်သွားပြီးမကြခင်မှာပဲအစပိုင်းမှာ အရက်မူးနေတဲ့ပုံစံရတဲ့ဗီဒီယိုကရုပ်တရက်သတိပြန်ဝင်လာခဲ့ပြီးတော့ဘီခန်းထက်ကမိုရက်တိုကိုလမ်းကြည့်ပါရင်းအော်ဆရာပဲဗီဒီယိုထားမိုရက်တိုရဲ့တားကောင်တယောက်ကငားရမ်းထားတဲ့လှုပ်ကြံတက်ဖြတ်သူဖြစ်နေခဲ့ပါရင်းသူကနမဲဆိုးနဲ့ကြော်ကြတဲ့လေးလေတူကိုတက်ပြီးတော့ခိုးထားတဲ့ပစ္စည်းတွေကိုပြန်ယူဖို့အတွက်ပါသူရဲ့ကျွမ်းကျင်မှုနဲ့ဗီဒီယိုကရွယ်ရှိရှိပြဿနာရှာပြီးအဖမ်းခံလိုက်ပါရင်းအဲ့ဒီလိုလုပ်ပြီးထောင်ထဲကမိုရက်တိုကိုနင်းနေကနေထိုင်ကသူ့ရဲ့တာဝန်ကိုပြီးမြောက်အောင်လုံဆောင်ဖို့ပါ ဗီဒီကသူ့ကိုလိုက်နေတယ်ဆိုတာမူရက်တို့တိသွားတဲ့အခါမှာတော့သူကငှိနိုင်ဖို့ကြိုးစားပါတယ်ဗီဒီရဲ့ဖောက်တဲ့ထက်ပုံများတဲ့ငွေကိုပေးမယ်သူ့ရဲ့အသက်ကိုချမ်းသာပေးဖို့အခြေအနေပဲဖြစ်ပါတယ်များပြားလာတဲ့ကံလန်မှုတွေရှိပေမဲ့ဗီဒီကငင်းဆိုပါတယ်သူကသူ့ရဲ့ဖောက်တဲ့တွေရဲ့တာဝန်ကိုအမြဲတမ်းပြင်းပြအောင်လုပ်တတ်တယ်လို့နမိတ်ကြည့်ပါတယ်မကြခင်မှာပဲဗီဒီနဲ့အခန်းတူတူ သုံးနေတဲ့အယက်မူးနေကြတဲ့လူကနိုးလာခဲ့ပြီးတော့လုံကြံတက်ဖြတ်သူရဲ့ပုံစံကိုဝေဖန်ပြောဆိုလာခဲ့ပါရင်းအစာပိုင်းမှာဗန်ရှာတာလို့ခေါ်တဲ့လူကိုတီးခတ်နေတဲ့ဗီဒီယိုကရဲဝေတိန်ထားတဲ့အင်ဆူလင်ကိရိယာကမိခိုးဝေထွက်လာပြီးရဲစခန်းမှာမိတ္တိပေးချက်စနစ်အလုံးလုံးလာတဲ့အချိန်မှာရုတ်တရက်တိုက်ခတ်လိုက်ပါရင်း ဗန်ကိုဗီဒီယိုတိုက်ခိုက်တာမြင်လိုက်ရပြီးတော့မူရက်တိုကရဲအရာရှိတွေကိုအကူအညီတောင်းပြီးတော့အော်ဟင်းလဲပါရင်ဒါပေမဲ့သူတို့ကယုံခန့်သေးကမိတ္တိပေးချက်စနစ်နဲ့မိခိုးဝေကြောင့်အလုံးရှုံနေကြပါရင်ဗီဒီထာဗန်ရဲ့အလဲဘင်းကိုရိုက်ပြီးတော့အတက်ယူရခက်ခဲအောင်လှုပ်ပြီးတော့လုံးချန်တက်ဖြတ်သူကထိလန့်တုံလုံးနေတဲ့ပုံစံနဲ့အခန်းပြင်ဖက်ကရဲအရာရှိတွေကိုအကူအညီတောင်းခဲ့ပါရင်အခန်းထဲကစူညံတန်နေကြတာနဲ့စာဂျင်ဒွိမစ်ချေကအလင်းမြန်ပြေးဝင်လာခဲ့ပြီးပြိုလဲပြီးတော့အတက်ယူရခက်ခဲနေတဲ့ဗန်ကိုတွေ့လိုက်ရပါရင်မူရက် တိုရဲ့တတိပေးချက်ကိုလေ့လူရှုပြီးတော့စာချင်းဒရိမီရှယ်ကဘန်ကိုစစ်ဆေးဖို့အခန်းကိုဖွင့်လှစ်ပါပြီးဗီဒီယိုထောင်ချောက်ထဲကိုကြာသွားခဲ့ပါပြီမိုရက်တိုထင်ထားတဲ့အတိုင်းပဲဒရိဟာကာကွယ်မှုရော့သွားတဲ့အချိန်မှာလုံးကျန်တပြတ်သူကစာချင်းကိုတတိလစ်သွားတဲ့အထိတိုက်ခိုက်လိုက်ပါပြီအဲ့ဒီတော့ဗီဒီယိုကတနက်ကိုယူပြီးမိုရက်တိုရဲ့အခန်းကိုပြစ်လို့ရသွားပါပြီကံကောင်ထောင်မစွာနဲ့ပဲမိုရက်တိုကကြီဝေကိုလင်းမြစွာရှောင်ပြီးတော့ဂဒင်အောက်မှာပုံလှစ်ပါပြီသူ့ရဲ့ပြင်မှတ်ပုံနေတာကိုမြင်တော့ဒရိစီကအခန်းတော့ကိုလည်းယူထားတဲ့ဗီဒီယိုထာမိုရက်တိုရဲ့အခန်းကိုဖွင့်ဖို့အတွက် မှ UN ပြီးတော့သူ့ရခံတဲ့ကနေထွက်လာပါရင်အဲ့ဒီအချိန်မှာရမ်ရောက်လာခဲ့ပြီးသူ့ရတနတ်ကိုဗီဒီကိုချိန်လာပါရင်အဲ့ဒီအချိန်မှာဗီဒီကပြန်လဲမခုခံနိုင်တော့ပါဘူးရမ်ကသူ့ကိုတန်တိုင်းဒီမှာလက်ထိတ်ခတ်လိုက်ရပါရင်ပြီးတော့ရမ်ဟာဒွိန်းကိုအလေးအမြန်တွားရောက်ဆစ်စေပါရင်ကန့်ကောင်းစွာနဲ့ပဲသူကအကြီးအကျယ်မထိခဲ့ပါဘူးသူဟာအချိန်နေပူဆူးလာတဲ့ဘန်ကိုခေါ်လာဖို့တခြားရဲအရာရှိတယောက်စီကလည်းအကူအညီတောင်းလိုက်ပါရင်ကူတာဆောင်ကိုရောက်တော့ရမ်ကဘန်ဟာခိုင်မာတဲ့အရာဝတ္ထုနဲ့အရိုက်ခံထားရလို့ လေချောင်းပြက်စီးပြီးအသက်မရှူနိုင်တာကိုသတိထားမိခဲ့ပါရင်သူကသူ့ရဲ့လေချောင်းမှာအပေါက်တစ်ခုဖောက်ဖို့အတွက်ကြိုးစားပြီးတော့ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရောက်လာတဲ့အထိအယားကြီးအောက်ဆီဂျင်ပေးဖို့ပြုလုပ်လိုက်ပါရင်တစ်ချိန်တည်းမှာပဲဟူပါလို့ခေါ်တဲ့ရဲတယောက်ကထောင်ထဲမှာရှိနေခဲ့တဲ့ဗီဒီနဲ့ပတ်သက်တဲ့တရေရောက်နဲ့လိုဘဆက်သွယ်နေတာကိုတွေ့ရပါရင်တစ်ဖက်မှာလည်းကင်ဘဲလို့ခေါ်တဲ့တခြားအယားရှိတယောက်ကဗီဒီရဲ့အချက်လက်တွေကိုလေးလာနေပုံရပါရင်သူကကျွမ်းကျင်တဲ့လုံကြံတပ်ဖြတ်သူတယောက်ပါ ကင်ဘယ်ကဗီဒီယိုအကြောင်းဒေတာဝေကိုဆက်လက်သူဖော်နေခဲ့ပြီးအန်တိုနီလန်လို့ခေါ်တဲ့ရက်ဆက်တဲ့လူသက်သမားလုံချန်တပ်ဖြတ်သူတရားအကြောင်းအသေးစိတ်အချက်လက်တွေကိုတိုက်ဆိုင်စွာနဲ့တွေ့လိုက်ပါပြီကင်ဘယ်ကအချက်လက်တွေကိုစိတ်ဝင်တစားကြည့်နေတော့မှပဲအန်တိုနီကရုတ်တရက်ရက်စခန်းကိုရောက်လာပြီးတော့မွေးနေ့ပူဖောင်းဝင်တဲ့အတူပို့ဆောင်သူအဖြစ်ဟန်ဆောင်နေပါပြီကင်ဘယ်ကအန်တိုနီရဲ့မျက်နှာဟာသူ့ရဲ့ကွန်ပျူတာထဲကဒေတာနဲ့သူ့နေတာကိုတတိထားမိခဲ့ပါပြီဒါပေမဲ့သူတုံ့ပြန်ဖို့အချိန်မရခင်မှာလုံချန်တပ်ဖြတ်သူကသူ့ကိုပြစ်တက်လိုက်ပါပြီမကြာခင်မှာဘန်ကိုဈေး ုံစီခေါ်သွားရမယ်ဈေးဘက်ဆိုင်ရာအရာရှိရောက်လာခဲ့ပါတယ်ရဲအရာရှိလို့ဆက်ပြောနေတဲ့အန်တိုနီကဈေးဘက်ဆိုင်ရာအရာရှိနှစ်ယောက်ကိုဂင်မဲအားဆစ်ဆေးဖို့ညွှန်ကြားလိုက်ပါတယ်အခွင့်အရေးကိုအတုံးချပြီးသူ့ကိုကာကွယ်မှုညော့သွားတဲ့အချိန်မှာအန်တိုနီကသူတို့နှစ်ယောက်လုံးကိုတတ်လိုက်ပါတယ် သူ့ရဲ့လုံဖို့ကန်ဖက်ပြိုလဲနေတာကိုတွေ့တဲ့တခြားရဲတယောက်ကအန်တိုနီကိုဘာဖြစ်တာလဲလို့မေးမြန်းပါရီဒါပေမဲ့လုံချန်တက်ဖြတ်သူကရှင်းမပြပဲအရာရှိကိုချက်ချင်းပြစ်တက်လိုက်ပါရီခဏကြာမှတော့တနတ်တန်နေကြတဲ့ယမ်ဟာအန်တိုနီရဲ့ထိမနိုင်သိမရလုံရက်တွေကိုဝင်သားဖို့အလင်းမြန်ပြေးထွက်လာခဲ့ပါရီဒါပေမဲ့သူကအလင်းမြန်တိုက်ခိုက်ရေးရိုင်ဖယ်ကိုထုတ်ပြီးတော့သူ့ကိုတိုက်ခိုက်ပါရီသူကအန်တိုနီရဲ့တိုက်ခိုက်မှုကိုရှောင်ရှားဖို့အတွက်တခြားအခန်းတစ်ခုမှာခိုးလုံလိုက်ပါရီကုသဆောင်ထဲမှာရှိနေတဲ့ ခူပါကတနတ်တန်နေကြပြီးအန်တိုနီရောက်လာတာကိုသဘောပေါက်လဲပါရီသူကစေဘက်ဆိုင်ရာအကူအညီကိုစောင့်နေစေဖြစ်တဲ့ဒွိန်းကိုအဆုံးတတ်ဖို့အခွင့်အရေးကိုအသုံးချပါရီအန်အိုကိုကောင်းနေတာကဟူပါဟာသူ့ရဲ့ပြိုင်ဖက်ဖြစ်တဲ့ဗီတစ်ကိုဖယ်ရှားပြီးတော့မိုရက်တိုကိုချီယာခံဖို့အန်တိုနီနဲ့ပူးပေါင်းထားပါရီသူတို့ငားထားတဲ့လူစီကငွေရဖို့အတွက်ပါ ပြီးတော့ဟူဘာဟာဗန်လဲလျောင်းနေခဲ့တဲ့ကုသဆောင်တဲကိုဝင်တော့ပါရင်ဗန်ကသူ့ရဲ့လုံရက်တွေကိုမြင်သွားလို့ရဲဝေကဗန်ကိုပြစ်တတ်လိုက်ပါရင်တစ်ချိန်တည်းပါပဲယမ်ကိုအန်တိုနီကလိုက်နေဆဲပဲဖြစ်ပါရင်သူကသူ့ကိုကြည်အများကြီးနဲ့ဆက်တိုက်ပြစ်နေပါရင်သူကအခန်းတွေကိုရောက်သွားတဲ့အခါမှာရက်ဆက်တဲ့လုံကြံတက်ဖြတ်သူရဲ့ တိုက်ခိုက်မှုကနေသူ့ကိုယ်သူကာကွယ်ဖို့ကြီးကမှန်နဲ့လှုပ်ထားတဲ့တခါရဲ့ဝင်ရောက်ကိုကိုအလင်းအမြန်ပြောင်းလဲပါရီကိုအစ်စ်ကိုအောင်အောင်မြင်မြင်ပြောင်းပြရနောက်မှာတော့သူကတမဏိနဲ့ကြီးကမှန်တွေနဲ့ခိုင်ခန့်အောင်လှုပ်ထားတဲ့ ခန်းရဲ့တခါမှကြီးအထဲကိုဝင်သွားပါရင်သူကအပြစ်ခံထားရတဲ့သူ့ရဲ့ဘိုက်ကိုစစ်စေးနေပဲတခါအနောက်မှာပုံနေလဲပါရင်တခါအပြစ်မှာအန်တိုနီကအခန်းထဲကိုဘယ်လိုဝင်ရမှလဲဆိုတာတွေးဝေနေပုံရပါရင်အထဲမှာလက်ထိတ်ခတ်ခံထားရတဲ့ဗီဒီယိုကိုပြဖို့အတွက်မှန်တခါအပေါ်မှာတော့မှတကခုဆွဲပြနေပါရင် အန်တိုနီကအခန်းထဲကိုမဝင်နိုင်တော့လို့သူထွက်သွားဖို့ဆုံးဖြတ်လိုက်ပါပြီ။မကြခင်မှာပဲဟူပါရောက်လာခဲ့ပြီးအခန်းတကားကိုဖွင့်ဖို့အတွက်ကုတ်အစ်စ်ကိုရမ်းစီကနေတောင်းပါပြီ။သူဟာအပြင်ကရှုပ်ထွေးမှုတွေကပြီးသွားပြီ။ဂျန်တဲ့လူတွေအလုံးလုံးချန်တက်ဖြတ်သူရဲ့တိုက်ခိုက်မှုမှာတည်သွားပြီ။ ူတယောက်တည်းကပဲအသက်ရှင်တော့တယ်လို့ပြောပါရီးဟူပါကိုတန်တရားဝင်နေကြတဲ့ရမ်ကကိုယ်အစ်စ်ကိုသူ့အမပေးပါဦးဒါကြောင့်ဟူပါကစိတ်အနှောက်အယှက်ဖြစ်သွားခဲ့ပါရီးပြီးတော့သူဟာအချင်းခန့်ရဲ့နေရန်ကိုဖျက်ဆီးဖို့အတွက်စီစဉ်ပြီးတော့ရဲစခန်းရဲ့ပုံစံကိုစစ်ဆေးဖို့အန်တိုနီနဲ့ပူးပေါင်းလိုက်ပါရီးတစ်ဖက်မှာလည်းရမ်ကဒဏ်ရာရပြီးတော့ဗီတစ်နဲ့မိုရက်တိုနဲ့အတူပိတ်မိနေလို့မျောလင်းချက်မဲ့နေခဲ့ပါရီးမိုရက်တိုကသူ့ရခန်းတော့ကိုသူ့အပေးဖို့အတွက်ရမ်ကိုပြောဖို့ကြိုးစားပါရီးသူ့အခန်းထဲကနေထွက်သွားတာနဲ့သူ့ရဲ့တနက်တရားကိုကုသဖို့ဈေးပစ္စည်းအစ ုံကိုယူလာပေးမယ်လို့ကတိပေးပါရင်ဗီဒီကဒါကိုကန့်ကွက်ပြီးတော့မူရက်တိုကိုမယုံဖို့ရန်ကိုတတိပေးပါရင်သူကမူရက်တိုကိုတခြားလူတွေအားခုမဆိုင်တဲ့သူ့ကိုကူညီခဲ့တဲ့ရန်အပါဝင်ဘက်တုကိုမှခုမဆိုင်တဲ့အချိန်ပြည့်လိန်လယ်လေဖျားသူအဖြစ်ဖော်ပြပါရင်ဗီဒီကသူဟာအန်တိုနီကိုယင်းဆိုင်နိုင်တဲ့ဇွမ်းရည်ရှိတဲ့အကြောင်းရှင်းပြပြီးတော့အခမ်းတော်ကိုသူ့ကိုပေးလိုက်ပါရင်ဗီဒီရဲ့ရှင်းပြချက်ကိုကြားပေမဲ့ရန်ကမူရက်တိုကိုပုံမုံယုံကြည်ပုံရပြီးသူ့ကိုအခမ်းတော်ပြစ်ပေးလိုက်ပါရင်အခမ်းတဲ့ကနေထွက်သွားပြန်တော့ရန်ကမူရက်တိုကိုအန်တိုနီ ဲ့တိုက်ခိုက်မှုတွေကနေကာကွယ်ဖို့တနတ်တလက်လည်းပြေးလိုက်ပါရင်အန်တိုနီကသူ့ကိုအပြင်းမှာပြစ်မှတ်ထားနေတာသိလိုက်ပြီးတော့ မူရက်တိုကဗီဒီကိုအရင်ဆုံးကင်တွယ်ဖို့အခန်းတဲကိုပြန်မလာခင်အန်တိုနီကိုအရင်ဆုံးကင်တွယ်မယ်လို့ပြောလိုက်ပါတယ်အခန်းအပြင်ဘက်မှာကင်းလက်ရဲအရှိနေယောက်ကရဲစခန်းတဲကိုဝင်လာပြီးတော့သူတို့ရဲ့ယုံခံဗလာဖြစ်နေတာကြီခွန်တွေပြန့်ကျဲနေတာကိုတွေ့တော့အံ့ဩသွားခဲ့ပါတယ်နေရန်ကိုတဆုံတယောက်ကရိုက်နေတယ်လို့မျိုးအတန်ကြားတဲ့အတွက်တွားရောက်စစ်စစ်ကြည့်တော့အချင်းခန်းကိုဥတီနေတဲ့နေရန်ကိုဟူပါကဖျက်ဆီးနေတာတွေ့ရပါတယ်ဘာဖြစ်နေတာလဲလို့မေးဖို့အတွက်အချိန်မရခင်မှာပဲဟူပါနဲ့မဝေးတဲ့နေရာကအန်တိုနီဟာသူ့ရဲ့တိုက်ခိုက်ရိုင်းဖဲကိုအတုံးပြပြီးတော့ အခုမှရောက်လာတဲ့အရာရှိနေရောက်ကိုမိလေတော့လုတ်ပြပါရင်ခူပါကအသက်ရှင်ချန်တဲ့သူ့ရဲ့လုတ်ဖို့ကန်ဖက်ကိုအဆုံးတတ်တော့မယ့်အချိန်မှာရမ်းမတွက်ဆေးပစ္စည်းအဆုံးကိုယူဖို့ပြောထားတဲ့မူရက်တိုကအခန်းလေးကိုဝင်လာပြီးခူပါရဲ့လုတ်ဖို့ကန်ဖက်ကိုပြစ်တက်လိုက်ပါရင်မူရက်တိုရဲ့မထင်မှတ်ထားတဲ့တိုက်ခိုက်မှုကိုရှောင်ရှားဖို့ခူပါနဲ့အန်တိုနီတို့ကအလင်းအမြန်ကိုပုံလိုက်ကြပါရင်ထိုင်လန်တို့လုံနေခဲ့တဲ့ဟူပါကအန်တိုနီရဲ့တိုက်ခိုက်ရေးရိုင်ဖယ်ကိုလွတ်ချလိုက်ပါရင်အဲ့ဒါကိုမိုရက်တိုကယူလိုက်ပါရင်အခန်းထဲမှာမိုရက်တိုဟာသူ့ကိုလေစာလိုက်တာတည်တဲ့ဗီဒီယိုက တော့မပါပဲလက်ထိတ်ကိုဖြိုးဖို့သူ့ရဲ့ကျွမ်းကျင်မှုကိုအတုံးပြပါနေသူကရမ်ကိုလိုအပ်တဲ့ဈေးပစ္စည်းအစုံအားရဖို့အတွက်သူ့ရဲ့အခန်းတော့ကိုပေးဖို့ပြောပါရင်းတစ်ချိန်တည်းမှာပဲမိုရက်တိုကပုံနေတဲ့အန်တိုနီနဲ့ဟူဘတ်ကိုဆက်လက်ရှာဖွေနေပါရင်းအဲဩစရာကသူ့ရဲ့အခန်းတိတ်ကနေထွက်လာတဲ့ဗီဒစ်ဟာဟူဘတ်ပုံနေတဲ့နေရာကိုတွေ့ပြီးတော့အခန်းရဲ့ပစ္စည်းတွေကိုအတုံးပြပြီးသူ့ကိုငင်းပန်းနှိပ်စက်လိုက်ပါရင်း သူကရဲအရာရှိကိုတည်တဲ့အထိအကျင့်ပေါင်းများစွာပြစ်တက်လာပါရင်အန်တိုနီကဒါကိုမျက်မြင်တွေ့ပြီးတော့ဗီဒီယိုကိုတိုက်ခိုက်ဖို့တုံ့ဆိုင်မနေတော့ပါဘူး။လုံးကျန်တပ်ဖြတ်သူနေရာအကြမ်းမှာကြာရှည်စွာတိုက်ပွဲဖြစ်ပွားခဲ့ပါရင် ဒါပေမဲ့ဗီဒီယိုခွန်အားနဲ့ကျွမ်းကျင်မှုတွေကြောင့်သူကအနောက်ဆုံးမှာအန်တိုနီကိုအနမ်းယူပြီးသူ့ကိုမတတ်နိုင်အောင်လှုပ်ထားလိုက်ပါရီမကြခင်မှာမိုရက်တိုလည်းလက်ထဲမှာတနတ်နဲ့အခန်းထဲကိုဝင်လာပါရီအဲ့ဒီအခါမှာပဲဗီဒီယိုကသူ့ရဲ့လက်နက်ကိုမိုရက်တိုအားချိန်ပါရီပြီးတော့ဗီဒီယိုဟာအန်တိုနီကမိုရက်တိုရဲ့စနီးနဲ့ကလေးမျိုးကိုတတ်ခဲ့တာကိုသူသိတဲ့အကြောင်းဖော်ထုတ်ပြောပြလိုက်ပါရီ ဗီဒီကမူရက်တိုကိုနောက်တစ်ကြိမ်ပြစ်မှတ်ထားမဲ့အစားအန်တိုနီကိုကိုရိုင်းတတ်ပြီးတော့လက်စားရှိဖို့အခွင့်အရေးပေးလိုက်ပါပြီမူရက်တိုကကံလန်ချက်ကိုတဘောတူလိုက်ပြီးဗီဒီထွက်သွားပြီးတဲ့နောက်မှာသူကအန်တိုနီရဲ့အသက်ကိုသူ့ရဲ့လက်နဲ့ပဲအဆုံးတတ်လိုက်ပါပြီမူရက်တိုကဗီဒီစီကန်နေထွက်ပြေးဖို့ရဲစခန်းကိုမီးရှို့ရန်ဆုံးဖြတ်ပါပြီဒါပေမဲ့သူထွက်လာတဲ့လမ်းမှာဘိုက်စာနေလို့မီးဖို့ချောင်းမှာခဏရပ်ပြီးတကူစားရန်ယူပါပြီရမ်ကသူ့ကိုစောင့်ကြည့်နေတယ်ဆိုတာသူသိလိုက်ဖို့မရပါဘူး သူ့ရဲ့အခြေအနေကတိုးတက်လာပုံရပြီးတော့သူဟာမူရက်တို့သူ့ကိုလိမ့်လေခဲ့တာအတွက်စိတ်ပြတ်တဲ့အကြောင်းပြောပါရင်အမှန်ဆိုတော့အကြမ်းဖက်မှုတွေမဖြစ်ခင်သူ့ရဲ့တနတ်တရားကိုကုသပေးခဲ့တာကဗစ်ဒစ်ဖြစ်တဲ့အကြောင်းဖော်ထုတ်ပြောကြလိုက်ပါရင်ရမ်စီကနေချင်းချောင်းမှုအတစ်တစ်ခုကိုခံစားလိုက်ရတဲ့မူရက်တို့ကသူ့ကိုတိုက်ခိုက်ပြီးလက်နက်တိုက်ခန်းကိုတနတ်တလက်နဲ့လက်နက်တပ်ဆင်ဖို့တွားလိုက်ပါရင်မီးတောက်တွေတပိပိကြီးထွားလာတဲ့ကြားကနေပဲသူတို့ကတိုက်ခိုက်ကြပါရင်မူရက်တို့ဟာပိတ်မိပြီးထွက်ပြေးလို့မရတော့တဲ့အတွက်နောက်ဆုံးမှာရမ်ကသူ့ကိုဖမ်းပါရင်ကမကောင်းစွာနဲ့ ်ပဲသူကသူ့ကိုအဆုံးတတ်တော်မဲ့အချိန်မှာဒီနာလို့ခေါ်တဲ့အကျင့်ပြတ်စုံထောက်တယောက်ကရန်ကိုပြစ်ခတ်လိုက်ပါပြီ။ဒါပေမဲ့ဒီနာကရန်ကိုဆက်ပြီးအန်တီမပြုတ်ခင်ဗစ်တက်ကဝင်ရောက်တားဆီးပြီးတော့ရန်ကိုကဲတင်ဖို့အကျင့်ပြတ်စုံထောက်ကိုဖြုတ်ချလိုက်ပါပြီ။ သူ့ရဲ့တာဝန်ကိုပြီးမြောက်အောင်ဗစ်တေကမိုရက်တိုကိုပြစ်တတ်ပြီးတော့မိုရက်တိုကသူ့ဖောက်တဲ့စီကနေခိုးယူထားတဲ့ပြစ်စည်းတချို့ကိုယူကရဲစခန်းကနေထွက်သွားလိုက်ပါရင်းနောက်ဆုံးမှာတော့ဆက်ကကဗစ်တေရဲစခန်းကနေကားမောင်းထွက်သွားတာကိုပြပြီးယမ်ကဒန်ယာဝီနဲ့အဆောက်အဦကနေထွက်ခွာသွားတာကိုတွေ့ရပါရင်းကြည့်ရှုရပရိသတ်များအလုံးကျေးဇူးတူတင်ရှိပါခင်ဗျာဟုတ်ကဲ့ကျွန်တော်ဗီဒီယိုဖိုင်လေးကဒီလောက်ပါခင်ဗျာကျွန်တော်ဗီဒီယိုဖိုင်လေးကိုနှစ်သက်သဘောကျတယ်ဆိုရင် like and subscribe နဲ့ app ကိုပေါင်းခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမယ်နော်